့အခုဒီနေရာမှာလမ်းပေါ်မှာထွက်ပြီးတော့ပြည်သူတွေနဲ့သသွေးရဲ့သသားရဲ့တစိတ်တည်းဒီနေရာမှာတိုက်ပွဲဝင်နေရပါအဓိကအခုအချိန်မှာအရန်အရေးကြီးဆုံးလိုအပ်နေတာက CDM ပါပဲအဲ့တော့ဒီစာရယုံမှာရှိရဲ့ပြည်သူဝင်တန်းများအားလုံးကျမဒီနေရာနေလာပြီးတော့တောင်းဆိုတာပါမေတ္တာရက်ခံတာပါရှင်အော်ပြည်သူတွေနဲ့သသားရဲ့ CDM မှာပါဝင်ပေးကြပါ CDM မှာပါဝင်ပေးတဲ့ပြည်သူဝန်ထမ်းများအားလုံးအတွက်လည်းစောင့်ရှောက်မှုတွေအားလုံး တရားဝင်အားလုံးရှိထားပြီးသားလို့ပြောချင်ပါတယ်ရှင်။ပြီးတော့နိုင်ငံတကာအနေနဲ့ရဲကလူဒန်းထားတဲ့တရားဝင်ဆောင်ရှောက်မှုတွေလည်းရှိနေပါတယ်လို့ပြောချင်ပါတယ်။အဲ့တော့ကျမတို့ကျမတို့ရဲ့အတိတ်တွေလည်းမလှခဲ့ပါဘူး။အခုလက်ရှိပြစ်ဆုံးပံလည်းမလှပါဘူး။အဲ့တော့ကျမတို့တာသမီးတွေပြည်သူလူထုတွေရဲ့အနာဂတ်တွေအားလုံးလှပဖို့အတွက်တခုတည်းတော့အရေးကြီးဆုံး CDM ကိုပါဝင်ပေးကြပါလို့ကျမပြောချင်ပါတယ်။ စီရီယံမှာပါဝင်ပြီးသားလူများအားလုံးကိုလည်းအရန်ကိုလည်းလေးစားပါရဲကျေးဇူးနဲ့အများကြီးနဲ့တင်ပါရဲနောက်ထပ်ပါဝင်ပေးဖို့မပါဝင်ရသေးတဲ့သူများကိုလည်းအချင်းချင်းစီယုံပေးဖို့လှုံ့ဆော်ပေးဖို့လည်းတောင်းဆိုချင်ပါရဲရှင်အာကျမတို့တွေနဲ့တသွေးရတသားရဲပါဝင်ပေးကြပါလို့ကျမလေးလေးစားစားနုံညွန့်စွာမေတ္တာရက်ခံပါရဲရှင်ကျေးဇူးများကြီးတင်ပါရဲရှင်ပြည်သူတွေအားလုံးကကိုယ့်ရဲ့ စန္ဒာကိုငင်းချမ်းစွာနဲ့ဤတိုင်းထုတ်ဖော်နေကြတယ်သူတို့လမ်းမပေါ်မှာလဲလူငယ်တွေရောလူကြီးတွေရောကလေးတွေရောအကုန်လုံးထွက်ပြီးတော့စန္ဒာထုတ်ဖော်နေကြပါတယ်အဲ့ဒါကြောင့်ပထမဦးဆုံးအစ်စ်အနေနဲ့သူတို့ပြည်သူတွေအားလုံးလွမြောက်ဖို့အတွက်သူတို့ပြည်သူတွေကိုပြည်သူဝန်ထမ်းတွေက CDM မှာပါဝင်ခြင်းနဲ့ကူညီပေးကြပါကဲကျင်ပေးကြပါလို့ဒီကနေအတနာခံတောင်းပန်လိုပါတယ်ရှင့်မင်္ဂလာပါကျမတို့ချစ်တဲ့ စီရီယံမှာပါဝင်ပေးတဲ့ဝန်ထမ်းတွေသူရဲကောင်းတွေအားလုံးကိုကျွန်မလေးစားစွာနဲ့ဘုညကရောပြုပါတယ်။ပြည်သူတယောက်အနေနဲ့အရန်ကိုမျောလင့်ပါတယ်။အရန်ကိုအားကိုးပါတယ်။ကျမတို့မှာအားကိုးစရာဆိုလို့စီရီယံမှာပါဝင်လာမယ်ဝန်ထမ်းသူရဲကောင်းတွေပဲရှိပါတယ်။ကျမတို့ရဲ့မျောလင့်ချက်ကျမတို့ကလေးတွေရဲ့အနာဂတ်အတွက်စီရီယံမှာပူးပေါင်းပါဝင်ပေးကြပါလို့ရိုသေစွာနဲ့အတနာခံတောင်းပန်ပါတယ်ရှင်။ အာကျွန်တော်တို့ဒီနေ့ဒီဟိုလမ်းမပေါ်ဘူးနော်ဖတ်နေရတဲ့အကြောင်းရင်းကတော့ဒီကဒီဟိုရောက်ရှိလာတဲ့အကြောင်းရင်းကတော့ CDM မှာပါဝင်တဲ့ဝန်ထမ်းတွေပါဝင်ခဲ့တဲ့ဝန်ထမ်းတွေအားလုံးကိုအာကျေးဇူးတင်စကားပြောခြင်းလို့ရယ်မပါဝင်ရသေးတဲ့ CDM မှာမပါဝင်ရသေးတဲ့ဝန်ထမ်းတွေကိုပြည်သူဝန်ထမ်းတွေကိုဆက်လက်ပြီးတော့အာပါဝင်ဖို့လေတိုက်တွန်းခြင်းပါတယ်ခင်ဗျာအာအခုဆိုရင် ကျွန်တော်တို့ညာဘက်ညာဘက်တွေဆိုရင်ထိတ်လန့်မှုတွေချောင်းလန့်မှုတွေနေနေရပါတယ်လုံးဝမလုံခြုံတော့ပါဘူးအဲ့တော့စဉ်းစားတာကြည့်လိုက်တော့နောက်ပိုင်းနေမှာဒီလူတွေဆက်ပြီးတော့အုပ်ချုပ်မယ်ဆိုရင်ကျွန်တော်တို့နိုင်ငံကြီးဘယ်လိုဆက်ဖြစ်မလဲဆိုတာစဉ်းစားကြည့်လိုက်တော့အခုရပိုင်းနေကျွန်တော်တော်တော်လေးဒုက္ခရောက်နေပါပြီအခုကအဲ့အရေးတော်ပုံတော်လန့်မှုအတွက်အဲ့စီအာနာရှင်တွေကိုတော်လန့်မှုအတွက်ကျွန်တော်တို့အဓိကလောက်အောင်မှာ CDM ပဲဖြစ်ပါတယ်ဆိုတော့ CDM မှာပါဝင်ပေးကြပါ CDM လောက်ကြလို့၆လမ်းမှုတွေလည်းလာပါလိမ့်မယ်ချိန်ချောက်တာတွေလည်းရှိပါလိမ့်မယ်လုံးဝမကြောက်ပါနဲ့ကျွန်တော်တို့အတူတူရှိပါတယ်ကျွန်တော်ပြည်သူတွေအားလုံးအတူတူရှိပါတယ်ကျွန်တော်နုပညာရှင်တွေလည်းလိုအပ်တဲ့အကူအညီမှန်သမျှကူညီပေးဖို့အစဉ်နဲ့မှာပဲဂရုပေးပါတယ်လိုအပ်တာတွေအကုန်လုံးလုပ်ပေးဖို့လည်းဂရုပေးပါတယ်အဲ့တော့စီဒီအမ်မှာပါဝင်ပေးကြပါပြည်သူဝန်ထမ်းတွေရတာစီဒီအမ်မှာပါဝင်ဖို့ဒီအရေးတော်ပုံကိုအောင်နိုင်ဖို့ အဓိကလောက်အောင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အတူစီဒီမှာပါမင်းကိုထပ်မံပြီးတော့တိုက်တွန်းခြင်းပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်စီဒီမ်ကတကယ်ကိုရေးကြည့်ပါတယ်ဒါကနိုင်ငံရေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပြည်တည်ဦးပါခင်ဗျာကျွန်တော်လူရင်းတူရှင်းလေးပဲပြောပါမယ်ကျွန်တော်တွေအားလုံးအခုလိုမျိုးလမ်းပေါ်ရောက်နေဆိုတာအနိုင်ကျင့်တာကိုမကြိုက်လို့ပါ အနိုင်ကျင့်တာကိုကြိုက်ကြပါသလားခင်ဗျာကျန်ပါဘူးကျွန်တော်တို့သာသမီတွေရဲ့အနာဂတ်ဒီအများကြီးရှိပါတယ်ဒီအနာဂတ်အတွက်ကိုကျွန်တော်တို့တွေဒီတိုက်ပွဲမှာပါဝင်နေကြတာဖြစ်ပါတယ်ဒီတိုက်ပွဲအတွက်ကိုအရေးကြီးဆုံးက CDM မှာပဲ CDM အောင်မြင်မှာပဲဒီတိုက်ပွဲဟာအောင်မြင်မှာပါဒါဟာအရန်တည်ကြပါတယ်ဒါကြောင့်မို့ကျွန်တော်တို့တွေဟာအခုလိုမျိုးကျွန်တော်ရောက်ရှိလာတာဖြစ်ပါတယ်ကျွန်တော်တို့တွေက PR ပေးတာမဟုတ်ပါဘူးကျွန်တော်အတင်းအကျပ်ပြောတာမဟုတ်ပါဘူးကျွန်တော်တို့ကမြစ်တာရက်ခန့်တာပါကျွန်တော်တို့ကတောင်းပန်တာပါကျွန်တော်တို့ကအတနာခံတာပါ ဒီစီရီယံတိုက်ပွဲလေးအောင်မြင်မှတာကျွန်တော်တို့လူကျင်တဲ့ပန်းတိုင်းကိုရောက်မှာဖြစ်ပါတယ်။မရသေးတဲ့အချိန်မှလည်းစီရီယံမှာပါလို့အလုပ်ပြုတ်တယ်ဆိုရင်ကျွန်တော်တို့ပြည်သူတွေအားလုံးကဝိုင်းဝန်းပြီးတော့ဆောက်ရှောက်မှာပါ။ကျွန်တော်တို့တွေတည်တည်ကြဲကြဲစီစဉ်နေပါတယ်။ကျွန်တော်တို့မိသားစုကိုယ်တိုင်လည်းပါဝင်လူဒန်းထားပြီးသားဖြစ်ပါတယ်။ပါဝင်လူဒန်းနေကြတဲ့အမျိုးမျိုးအနေနဲ့အရရဲ့နိုင်ငံသားကနေပြီးတော့လူဒန်းကြတဲ့သူတွေလည်းအများကြီးပါ။ကျွန်တော်တို့ပြည်သူအချက်ချင်းဝိုင်းဝန်းပြီးတော့ဆောက်ရှောက်ကြတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ဒီတိုက်ပွဲကိုဆက်လက်ပြီးတော့ခြေတက်သွားပါမယ်။ဒါကြောင့် ညီကောင်းချုပ်ပြောချင်တာက CDM မှာပါဝင်ပေးကြပါကျွန်တော်တို့အတနာခံတာပါကျွန်တော်တို့မြတ်တရရခံတာပါကျွန်တော်တို့တောင်းပန်တာပါလမ်းပေါ်မှာကျွန်တော်တို့ထွက်နေကျွန်တော်တို့မှလည်းမိသားစုရှိပါတယ်ပြည်သူဝင်တိုင်းမှာလည်းမိသားစုရှိပါတယ်ကျွန်တော်တွေအားလုံးကအတူတူပါပဲကျွန်တော်တွေမှာလည်းကျွန်တော်တို့ရဲ့အဲအနေထားတဲ့အားကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်တွေလမ်းပေါ်ရောက်နေပါတယ်အော်အားလုံးဟာအတူတူပါပဲဒီ CRM လေးမှာပူပေါင်းပါဝင်ပေးကြပါလို့ကျွန်တော်အနေနဲ့မြစ်တာရက်ခံပါတယ်တောင်းပန်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ် ဒီကအရေးကြီးဆုံးက CDM မှာပါဝင်ပေးဖို့ပါအဲကျွန်မအရေးကြီးဆုံးဟာလို့ပဲပြောချင်တာပါကျွန်မ CDM မှာမပါဝင်သေးတဲ့ပြည်သူဝန်ထမ်းတွေအားလုံးပြည်သူတွေအားလုံးကိုကယ်တင်တဲ့အနေနဲ့ကူညီတဲ့အနေနဲ့အားလုံးရဲ့အနာဂတ်တွေလှပဖို့အတွက်အားလုံးပါဝင်ပေးကြပါပူးပေါင်းပေးကြပါ ရုံးမတက်ပဲနေပေးကြပါလို့ကျွန်မမေတ္တာရက်ခံခြင်းပါတယ်။ရှင်လေးကနေပြီးလေးလေးစားစားနဲ့တောင်းဆိုခြင်းပါတယ်ရှင်။အဲ့တော့ကျွန်မတို့ပြည်သူတွေနဲ့တသွေးရတသားရအားလုံးပူးပေါင်းပြီးတော့ပါဝင်ပေးကြပါသူတို့ဒီနေ့လာခဲ့တဲ့ရွေးချယ်ကလေးရတော့လေဟိုလောလောဆယ်မှာ senior movement လေးမှာပါဝင်ပြီးနေတယ်ပြည်သူဝန်ထမ်းတွေအားလုံးကိုကျေးဇူးတင်တယ်ဆိုတာလေးကိုပြောရင်းနဲ့ senior movement မှာမပါနိုင်သေးတဲ့ဝန်ထမ်းတွေလည်းပါဝင်ပြီးကြပါလို့မြစ်တာလာရက်ခံတာပါ ။ဘာဆိုသူတို့ဒီတရက်နေ့ရနေစပြီးတော့ပြည်သူတွေတော်တော်ရှေ့ဘာဆက်လို့အောင်လည်းမသိပဲနဲ့ပေါ့နော်။အခုဆိုလို့ရှိရင်တော်တော်ဆုံးရလာပါပြီ။ညာဘက်တွေလည်းအိမ်လုံးများကြတော့ဘူး။ဒါကြောင့်မို့လို့ကျမတို့နဲ့အတူတူတိုက်ပွဲဝင်မဲ့စီရီယံသူရဲကောင်းတွေကိုကျမတို့ဒီကနေလာပြီးတော့ဖိတ်ခေါ်တာပါပြည်သူတွေနဲ့အတူတူပူးပေါင်းပါဝင်ပေးပါပြည်သူတွေရဲ့ဆန္ဒကိုနှလုံးသားနဲ့နားထောင်ပေးကြပါပြည်သူတွေရဲ့နှလုံးသားနဲ့ထပ်တူကြတဲ့သူရဲကောင်းတွေ ရန်ကုန်မြို့တော်စီပင်သားရဲကော်မတီမှာအများကြီးရှိတယ်ဆိုတာယုံကြည်ပါတယ်။ဒီသူရဲအောင်တွေထွက်လာမယ့်နေ့ကိုလည်းကျမတို့တွေညွန်လေးတကြီးနဲ့စောင့်စားနေကြပါတယ်။ပြည်သူတွေအားလုံးနဲ့အတူတူပါဝင်ပေးကြပါလို့မေတ္တာရက်ခံလာပြီးတော့အတနာခံတာဖြစ်ပါတယ်ရှင်။မြို့နယ်စီပင်သားရဲကော်မတီယုံရှိကိုရောက်ရောက်လာတာတော့ဒီထဲမှာရှိတဲ့ဝန်ထမ်းတွေအကိုတို့အမတို့အကုန်လုံးလာပြီးမေတ္တာရက်ခံတာဖြစ်ပါတယ်။ညီမတို့တက်သူစီဒီအမ်မှာပါဝင်ပေးကြပါညီမတို့ကယ်ပေးကြပါ မတို့အညွတ်တောင်းဆိုနေတာဖြစ်ပါတယ်။ညီမတို့ကဲပေးကြပါလို့ညီမတို့အညွတ်တောင်းဆိုနေတာဖြစ်ပါတယ်။ပြည်သူတွေကိုစားညီမတို့ဒုပညာရှင်တွေအများကြီးကတူတူရက်တည်နေပါတယ်။အဲ့အတွက်ကြောင့်မလို့ညီမတို့ကဲဖို့အတွက်ထွက်လာပေးကြပါလို့မနေ့ပြန်ရုံးမတက်ကြပါနဲ့လို့လာပြီးတော့တောင်းဆိုတာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။ဟုတ်ပါတယ်။ဟုတ်ပါတယ်။